အကိုရေးတဲ့မီးဖွားစရိတ်ကဘယ်လောက်ရတာလဲပေါ့နော်ပြီးတော့ခလေးခွဲမွေးရင်ရောဘယ်လောက်ပြန်ရသလဲပေါ့နော်ဒါမျိုးမေးထားတဲ့မေးခွန်းလေးတွေရှိပါတယ်အဲဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ဖြည့်ပေးမယ်ပေါ့နော်ဒါပေမဲ့မီးဖွားစရိတ်ကိုတွတ်တက်ဖို့အတွက်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာကိုကဘောပင်လေးကင်ထားဖို့လိုတယ်ကျွန်တော်ပြောတဲ့အချိန်မှာ like ရေးပြီးတော့ like ပြီးတော့တွတ်ကြည့်ဖို့လိုတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အရင်ဆုံးပြောမယ်ပေါ့နော် အဲ့ဒါအရင်ဆုံးမိဖွားခွင့်ဘယ်နှရဲရလဲပေါ့နော်မိဖွားခွင့်ကကျွန်တော်တို့တကယ်လို့ကလေးတယောက်မွေးတဲ့ဆိုရင်မမွေးခင်6ပတ်မွေးပြီးတော့10ပတ်ပေါ့နော်စုစုပေါင်းကျွန်တော်တို့14ပတ်အထိခံစားခွင့်ရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ငွေကြေးအကျိုးခံစားခွင့်ကဘယ်လောက်ရလဲငွေကြေးအကျိုးခံစားခွင့်ကကျတော့တကယ်ဥပဒေထဲမှာပါတာဒီတစ်နှစ်အတွင်းထည့်ဝင်ခြင်းပြင်းပြလောက်ခလာစာရဲ့80ရာခိုင်နှုန်းကို14ပတ်အထိရရှိတယ်လို့ပြောတာဒါမိဖွားမှုအကျိုးခံစားခွင့်ပဲရှိသေးတာနော် မီးဖွားဇရိတ်ဆိုတာမလာသေးဘူးမီးဖွားဇရိတ်လည်းထပ်ပြီးတော့ပေးသေးတယ်အဲ့ကြောင့်မနေ့လေးပြောပြမယ်အဲ့တော့ဟိုမတွက်တတ်တဲ့လူတွေကကြတော့ကိုလူမှုဖုလုံရေးမှာခုနတနှစ်ပြန်မြဝင်ငွေမတွက်တတ်တဲ့လူတွေကအကျဉ်းမြင့်တိလို့ရအောင်မို့နော်လူမှုဖုလုံရေးမှာကိုကဟိုလစာဘလောက်နဲ့တွင်းထားတာလဲတော့တိဖို့လိုတယ်ဥပမာဆိုပါစို့2880ပဲတွင်းရတယ်ဆိုရင်အဲ့ဒါတသိန်း4000လောက်တောင်လည်းစောင့်ထားတာပေါ့နော်အဲ့တော့ကိုလီမှုဖုလုံမြတ်2%ဆောင်ရတာဖြစ်တဲ့အတွက်တကယ်လို့ခုနနှစ်သိန်းနဲ့ဆောင်ထားတဲ့လူဆိုရင်ဒါတလောက်4000ဖြတ်လိုက်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ ကိုအခုလူမှုဖူလုံရင်တွင်းနေတဲ့ဟာကဘယ်လောက်လဲဆိုတာကိုသိဖို့လိုတယ်တကယ်လို့ကိုယ့်ရဲ့လစာဘယ်လောက်နဲ့တွင်းထားတာလဲမသိဘူးဆိုတော့အိရှာကိုမေးကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နှစ်သိန်းမဲ့ထားလိုက်တော့ကျွန်တော်ကလူမှုဖူလုံရင်မှာနှစ်သိန်းနဲ့စောင်းထားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တစ်လောက်4000ဖြတ်တယ်ပေါ့နော်တကယ်လို့2880ဆိုတော့အဲ3000 4000လောက်နဲ့စောင်းထားတာပေါ့မှတ်ထားပါတော့နှစ်သိန်းဆိုရင်ဒါတစ်လောက်4000ဖြတ်တယ်ဆိုရင်နှစ်သိန်းပေါ့နော်အဲ့တော့နှစ်သိန်းကို80ရာခိုင်နှုန်းပေးတာဖြစ်တဲ့အတွက်နှစ်သိန်းကို80ရာခိုင်နှုန်းပေါ့နော်ကိုယ့်ရဲ့ကယ်ကူလေတာမှာနှစ်သိန်းအမြောက် 80ဘေးကပါဆန့်ပါတယ်ဗောနော်ယာကန်နှုန်းလေးမြှောက်လိုက်အဲအဲ့ဒါဆိုရင်ကျွန်တော်အကြမ်းမြင့်အားဖြင့်အဲအဖြေတစ်ခုရလာပါလိမ့်မယ်ဟိုမှာတသိန်း3000လားเนาะတသိန်းနဲ့4000လားအစရှိတပြေကျွန်တော်တို့ဒါအကြမ်းမြင့်เนาะကျွန်တော်လည်းဒါဒီမှာကိုတွက်တာဘယ်လောက်ရမလဲတော့မသိအဲ့ဒီ80ယာကန်နှုန်းနဲ့မြှောက်လိုက်ရင်အဲ့ဒီလောက်ကျွန်တော်ရလာမှာဗောနော်2သိန်းကို80ယာကန်နှုန်းနဲ့မြှောက်လိုက်ရင်ဒီမှာတသိန်း4000တသိန်း5000ဒီဝင်းကျင်လောက်တော့ရလာလိမ့်မယ်အဲ့ဒီဟာကိုကျွန်တော်တရက်စာပြန်ရှာရမယ်ဗောနော်တရက်စာကကျတော့ကျွန်တော်တို့30နဲ့စားလိုက် ဲ့တော့30နဲ့ဘာလို့စားခိုင်းလဲဆိုတော့လူမှုလုပ်ရင် calculation မှာပေါ့စားခိုင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနှစ်သိန်းကို80ရာခိုင်နှုန်းနဲ့မြောက်တယ်ရတဲ့အဖြေကိုတရက်စားလို့ခြင်းတဲ့အတွက်ကျွန်တော်တို့30နဲ့ပြန်ပြီးတော့စားလိုက်တယ်အဲ့ဒါဆိုရင်တရက်မှာအကြမ်းမြင်အပြည့်ခုန4000ဒေါ်လာကောင်းပေါ့နော်အဲဒီလောက်ရလာလိမ့်မယ်ဒီ3000ကျော်လောက်ကောင်းပေါ့နော်ဟုတ်ပြီအဲ့ဒီတရက်စားရတယ်ဆိုရင်ကျွန်တော်တို့တွေကသူခွင့်ယူတဲ့ရက်နဲ့ပြန်မြောက်ရမှာပေါ့နော်၁၄ပတ်ပေါ့၁၄ပတ်ဆိုတဲ့အတွက်အဲ့ဒီ၁၄ပတ်ကို အဲကျွန်တော်တို့တွေရက်ဖွဲ့လိုက်မယ်ဆိုရင်16ရက်9နဲ့မြောက်လိုက်ရင်68ရက်ရှိတယ်ပေါ့နော်16ဘတ်ဆိုတာ68ရက်နဲ့ညီးတယ်ဒါကြောင့်မလို့ခုန30နဲ့စားလို့ရတဲ့တရက်စာကိုအဲ့ဒီ16ဘတ်68ရက်နဲ့မြောက်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ခုနမီးဖွားမှုအကျိုးခံစားခွင့်ရပါလိမ့်မယ်နော်အဲ့တော့ဗီဒီယိုသိမ်းနားမလဲဆိုပြန်ပြီးတော့ပြောပြပေးမယ်ကျွန်တော်ခုနလားစာနှစ်သိန်းကိုဒါကိုယ့်ရဲ့လူမှုဖွံ့ဖြိုးရေးတွင်ထားတဲ့လားစာနှစ်သိန်းပေါ့နော်အဲ့ဒီဟာကို80ရာခိုင်နှုန်းနဲ့မြောက်လိုက်မြောက်လိုက်ရတဲ့အဖြေကို30နဲ့စား စရင်တရက်စာရလိမ့်မယ်အဲ့တရက်စာကိုခုနဒီကွာမိဖောက်ခွင့်ကမမွေးခင်6ဘက်မူပြီး10ဘက်14ဘက်ပေါ့14ဘက်ကိုရက်ဖွဲလိုက်68ရက်ရှိမယ်အဲ့တော့ကျွန်တော်တို့တွေကခုနတရက်စာကိုအဲ့68နဲ့မျှောက်လိုက်မိဖောက်မှုအကျိုးခံလာခွင့်ရပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ပြီးတော့ကြည့်ရအောင်မိဖွားဇရိတ်လည်းထပ်ရသေးတယ်မိဖွားဇရိတ်ကကြတော့ခလေးမွေးတဲ့အရေးအတွက်ပေါ်မူတည်ပြီးတော့ပေးတာခလေးတယောက်မွေးရင်သူကကိုသွင်းထားတဲ့ဒီပြန်ပြလောက်ခလားဆိုင်90ရာခိုင်နှုန်းရတယ် ခလေးအမှွာဘူးမွေးခဲ့ရင်85ရာခိုင်နှုန်းရခလေးသုံးမှွာဘူးမွေးရင်100ရာခိုင်နှုန်းရတယ်ပေါ့နော်အဲ့တော့ဒါကတော့တွက်ရလွယ်ပါတယ်အဓိကကျွန်တော်တို့ကတယောက်ပဲမွေးတာများတဲ့အတွက်90ရာခိုင်နှုန်းနဲ့တော့တွက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကလမ်းစာ2သိန်းနဲ့တွင်းထားတယ်ဆိုရင်90ရာခိုင်နှုန်းနဲ့မြှောက်လိုက်ရင်တဝက်ဖြစ်နေပေါ့နော်တဝက်ဆိုတော့1သိန်းရမှာပေါ့အဲ့တော့ခုနကကျွန်တော်တို့အရှိမတွက်ခဲ့တဲ့မိဖွားမှုအကျိုးခံစားခွင့်ကဥမာအားဖြင့်4သိန်းလောက်ရမယ်ဆိုရင်အခုမိဖွားစရိတ်ကခုန90ရာခိုင်နှုန်း ်ဒီပြင်းပြလောက်ခလာစားရဲ့ကလေးတယောက်မွေ50ရောင်ရင်ရတာဖြစ်တဲ့အတွက်ကျွန်တော်တသိန်းဆိုရင်အဲ့ဒီမှာ9သိန်းလောက်ရဟုတ်လားအကြမ်းမြအဖြစ်ပြောတာပေါ့နော်โอเคဒါနဲ့ပြီးသွားရင်လာဆိုဒါနဲ့မပြီးသေးဘူးနောက်တစ်ထပ်ပြီးရရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူကပြင်ပ public ဒီခွဲမွေးတယ်ဆိုရင်9သိန်းပြီးတာရှိတယ်ရိုးရိုးမွေးရင်3သိန်းပြီးတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဆိုတော့ပြင်ပမှာအဲ့လိုမျိုးသွားပြီးတော့ပြင်ပစေယုံတွေမှာမွေးတယ်ဆိုရင်ရတာဖြစ်ပါတယ်ကိုကပြင်ကပုတ်လိကဆေးရုံမှာ73သိန်းပဲကုန်က15သိန်းပဲကုန်ကုန်ပေါ့နော်လူဝန်ပုလုံကြီးက ဒါတော့9သိန်းပြန်ပြီးတော့ပေးတယ်ပေါ့နော်ရိုးရိုးမွေးတယ်ဆိုရင်3သိန်းပြန်ပြီးတော့ပေးပါတယ်အဲ့ဒီအတွက်ကိုတော့ခုနစေးဘူးစေးုံစင်းလက်မှတ်တွေစေးဘူးပေါင်ချားတွေအကုန်လုံးနဲ့ပြန်တင်ပေးရတယ်ပေါ့နော်ဟုတ်ပြီဒါကတော့လူမှုဖွံ့ဖြိုးရေးကပေးတယ်ကျွန်တော်တို့ဒါဟိုမိဖွားခွင့်နဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့တော့လူမှုဖွံ့ဖြိုးရေးရုံးမှာခွဲမွေးရင်ရော9သိန်းမရဘူးလားဆိုတော့မရပါဘူး။ဘာကြောင့်လဲဆိုတော့လူမှုဖွံ့ဖြိုးရေးမှာခွဲမွေးတဲ့အခါမှာအပြင်လူမျိုး73သိန်းနဲ့75သိန်းနဲ့ကုန်မှာမဟုတ်ဘူးပေါ့နော်။သူကကြတော့ခုနကကျွန်တော်တို့ဟိုတောင်းကနန်းလောက်ပဲကုန်မှာပေါ့နော်။ ဲအကြောင်မလို့ဒီ၅သိန်းတော့ပြန်ပြီးတော့မရနိုင်ဘူးပေါ့နော်အဲ့တော့၅သိန်းရနိုင်လူတွေအပြင်မှာခွဲမွေးတဲ့လူတွေပဲရမှာပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်တင်တန်းမှာတော့ကျွန်တော်ကတကယ် calculation နေနဲ့တင်တော့ပို့နားလေတာပေါ့နော်အခုဒီ TikTok ဒီမေးတဲ့ဟာလေးကိုကျွန်တော်ဒီမှာနားလေအောင်ဒါဖြည့်ပေးတာပေါ့နော်အဲ့တော့တကယ်တမ်းလူမှုပုလုံရေးပေးတဲ့ဆိုရင်သူကခုနဒီခွဲမွေးတဲ့ကုန်ကျစရိတ်ကိုတသက်လျှောက်ရတယ်ပြီးတော့ခုနကျွန်တော်မီးဖွားမှုအကျိုးခံစားခွင့်ရယ်အဲပြီးတော့မီးဖွားစရိတ်ရယ်ကိုကျွန်တော်တို့အတူတူပေါ့နော်တသက်လျှောက်ရတာမျိုးရှိတယ် အဲ့ဒီမှာပန်းရောက်ချက်လန်လေးထွက်လာရင်ကြည့်ကြည့်လိုက်ပါနော်အပေါ်ကမီးဖွားမှုအကျိုးခံစားဖို့ရင်အောက်ကမီးဖွားစရိတ်ရယ်ဆိုပြီးတော့ပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့မီးဖွားစရိတ်ဘယ်လောက်ရလဲဆိုတဲ့ဟာကကျွန်တော်တို့ကိုယ့်ရဲ့လူမှုဖုလုပ်ရေးမှာတွင်းထားတဲ့အခြေခံလစာပုံမှာမူတည်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောထားတဲ့ calculation အတိုင်းဟိုနှစ်သိန်းနေရာမှာပေါ့နော်ကိုယ်အစားထိုးပြီးတော့တွက်ကြည့်ရင်တော့အပြေရကောင်းရနိုင်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်